လောကလူတွေကကံဆိုးကံကောင်းကိုကုသိုလ်အကုသိုလ်ကံမပြောဘဲနဲ့ထိပေါက်ရင်လည်းကံကောင်းတယ်ဆိုစိဘဥစ္စာတက်လိုက်ရင်လည်းကံကောင်းတယ်လို့ထင်အဲ့ဒါတကယ်ကတော့ကံရဲ့အကျိုးသာလည်းဖြစ်တယ်ကံကောင်းတာမဟုတ်သေးဘူးเนาะတယောက်တယောက်နှုတ်ဆက်တဲ့အခါတို့ဆူတောင်းတဲ့အခါကျကံကောင်းပါစေပြောကြကလတ် ဗမာပြည်ကလူတွေသာဒီလိုပြောတာမဟုတ်ဘူးဗမာစကားနဲ့မဟုတ်တဲ့အခါကျတော့လေ good luck ပဲကံကောင်းပါစေလို့ပြောကြတာအဲ့တော့ကံကောင်းတာထိပေါင်းရင်လည်းကံကောင်းတယ်လို့ပြောတယ်စီပေါင်းစားတိုးတဲ့ရင်လည်းကံကောင်းတယ်လို့ပြောတယ်အစည်းရင်ကလွတ်သွားရင်လည်းကံကောင်းတယ်လို့ပြောတယ်အဖမ်းမခံရရင်လည်းကံကောင်းတယ်လို့ပြောတယ်အမျိုးစုံပဲကံကောင်းတယ်လို့ပြောတာတွေကအဲ့ဒါဟာ ဆိုးချိုးကလွံ့မြောက်နေတာကိုကံကောင်းတယ်လို့ပြောတာကံဆိုတာအကြောင်းတရားသာလင်ဖြစ်တယ်အဲ့တော့အကြောင်းတရားကောင်းအောင်လုပ်ဖို့လူတွေဆိုတာမမေ့ဖို့ပေါ့နော်မမေ့ဖို့အဲ့တော့မြတ်စွာဘုရားဟောတာတမပတိဆိုတဲ့တုတ်တံမှာဟောထားပုံလေးကိုကြည့်ကံကောင်းတယ်ဆိုတာကုသဏမှာကုသတရားတွေဖြစ်မှကံကောင်းတယ်လို့ပြောလို့ရတယ်ဘာလို့လို့ဆိုရင် အနဝိဇ္ဇဒုက္ခဝိပါကလက္ခဏာအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာတွေကိုပေးနိုင်တဲ့ကုသတရားတဲ့အဲ့ဒီကုသတရားကုသနာမှာရှိဖို့ဒါကြောင့်မို့ကံကောင်းခြင်းစိတ်ထားကိုပြင်းစိတ်ထားစိတ်ထားကြတော့ပြင်မွေးရမေ့ကြတတိမထားကြဘူးဘုရားဘာသာဖြစ်ပြီးတော့စိတ်ထားမကောင်းတဲ့လူတွေအများကြီးဖြစ်ဘုရားဘာသာဖြစ်ပြီး ရသော်ဗျာရဲ့ဆုံးမနဲ့အညီမနေနိုင်ပဲနဲ့စိတ်ပုတ်စိတ်ယုတ်တွေနဲ့နေကြတာတွေကအမတန်မှများအဲ့တော့စိတ်ထားကိုဘယ်လိုပြင်ရမလဲလို့ဆိုတာကိုကြည့်ရသော်ဗျာရဲ့အဆုံးမအပေါ်တို့တို့တို့မဟုတ်ကောင်းတဲ့အလုပ်လုပ်ရတဲ့အပေါ်မှာယုံကြည်မှုစိတ်ဝင်စားမှု ਨੇ ပါရဟုအတ္တထသရတရားကိမဲ့ခြင်းလို့ဆို ဆိုတော့လူတယောက်ဟာစိတ်ဝင်စားဘူးဆိုရင်ကိုယ်အိမ်မှာကိုယ်ဝယ်ထားတဲ့ဖရာကန်းတော်တန်ရှင်းလှုပ်ချင်မှလှုပ်ပါလေစိတ်ဝင်စား။ဗန်လေဘူးလည်းစိတ်ဝင်စား။ဥပုံနေဥပုံဆောင်မှုလည်းစိတ်ဝင်စား။မနဲ့ထားတန်ခါးတွေဆုံးလောက်မှုဆိုစိတ်ဝင်စား။အဲ့ဒီလိုတရားပွဲရှိလို့တရားပွဲသွားဖို့တရားနာဖို့စိတ်ဝင်စား။အဲ့ဒါအတ္တတာလို့ခေါ်တယ် အဲ့ဒီအတ္တထဆိုရယ်မယုံကြည်မှုရှိလို့ရှိရင်စိတ်ကောင်းတဲ့အလုပ်ကိုစိတ်မဝင်စားဘူးဆိုရင်ကံမကောင်းဘူးတဲ့ဒါကြောင့်ကံမကောင်းစေတတ်တဲ့စိတ်မဝင်စားဘူးကောင်းတဲ့အလုပ်ပေါ်မှာစိတ်မဝင်စားဘူးဆိုရယ်တရားတရားကင်းမဲ့နေတဲ့စိတ်ထားကိုတရားတရားထက်သန်တာနဲ့ပြုပြင်ပေးလိုက်ပါစိတ်မဝင်စားရင်စိတ်ဝင်စားအောင်လုပ်ပါပဲဆရာတော်တရားဟောဟောမြတ်စွာဘုရားတရားတွေကပဲဟောကြမှာပဲဖြစ်တယ် သွားပြီးတော့တရားနာပါနာပြီးတော့တရားနာမယ်အတိညာဏ်တိုးအောင်နာမယ်ရေရမောရလို့ဆိုရဲအတွေ့အကြုံမတွေးပါနဲ့ဘယ်တရားဘောရရည်ရတယ်ဘယ်တရားဘောရတော့ငိုက်တယ်ဆိုတာမျိုးတွေဖြစ်စေတရားနာတယ်ဆိုတာဘာအတွက်နာအတိညာဏ်ရဖို့နာအနုဟုဆိုအလကားအကြောင်းခံပြီးဘာလို့လဲငုတ်တုတ်ထိုင်မလို့အတိညာဏ်ရမှတန်ဖိုးရှိတော့ဘောဒါကြောင့်မို့မယုံကြည်မှုဆိုတဲ့ သရတရားကင်းမဲ့တဲ့စိတ်နေသဘောတရားကိုယုံကြည်မှုဆိုတာကိုယ်စိတ်တည်းယုံကြည်မှုဆိုတဲ့စိတ်ထားပဲရအောင်ပြုပြင်ပေးရမယ်ဒါတစ်ချက်အာဟိရိကာဆိုတဲ့လောကလူတွေဟာမဟုတ်တာလုပ်ရမှာမရှက်ဘူးမဟုတ်တဲ့အလုပ်ကိုမယုံမုံဘူးအဲ့ဒီမဟုတ်တဲ့အလုပ်ကိုမယုံနဲ့အာဟိရိကာဆိုတဲ့စိတ်သဘောထားကိုပြင်လိုက်ပါ မဟုတ်တာလောကမှာရှက်တယ်မဟုတ်တာလောကမှာယွန်းတယ်မကောင်းမှုအကုသိုလ်ဆိုတာလူသိသိမသိသိဒီလောက်ဟာအလိုလူမလောက်ဘူးဆိုပြီးတော့ယွန်းမုန်းတယ်ဆိုတဲ့ဟိရီစိတ်ထားမျိုးရောက်အောင်ပြင်မှာအရှက်မဲ့တဲ့စိတ်ထားမျိုးမထားပါနဲ့အရှက်ရှိတဲ့စိတ်ထားမျိုးထားပါအနုတ္တပမဟုတ်တာလောကတာမကြောက်လန့်ဘူးဖြစ်ပေါ်လာမဲ့ ဒုက္ခတွေကိုခယူးမဆိုင်ဘူးဒီဘဝဒီကိုယ်ဆံဟိုဘဝဟိုကိုယ်ခံလိုက်မယ်ဆိုတဲ့အတွေးတွေနဲ့မကြောက်ဘူးမကောင်းတဲ့အလုပ်ကိုလက်ရဲဆက်ရဲလုပ်တယ်ဆိုတဲ့အနုတ္တပပိုးဖလံဆိုတဲ့အကောင်းဟာဖျောင်းနိုင်မီးလေးထွန်းထိုင်လှတဲ့ထင်ပြီးတော့မီးမီးတောက်ထဲကို ခုံဆင်းတတ်တယ်ခုံဆင်းလိုက်တာနဲ့တပြိုင်တည်းရှဲကနေဆိုမီးလောင်တာခါ အဲ့ဒီသဘောပဲအနုတ္တပရဲ့သဘောမကြောက်ဘူးမကြောက်သေးတဲ့အကြောင်းသက်ဆုံးသွားတယ်။အေးမကောင်းမှုလုပ်ရမှာမကြောက်ဘူး။ပတ်ဝန်းကျင်ကိုဂရုမစိုက်ဘူး။ I don't care ဆိုတဲ့လူတွေပေါ့နော်။ဘယ်သူမှဂရုမစိုက်ဘူးဆိုတဲ့အဲ့ဒီစိတ်ဓာတ်မျိုးကိုပတ်ဝန်းကျင်ကိုလေးစားမယ်အမေဖေးဆရာသမားရဲ့ဂုဏ်သိက္ခာကိုထိမ့်မယ်ကိုယ့်ပတ်ဝန်းကျင်ကိုယ့်လူမျိုးကိုထိမ့်မယ်ဆိုတဲ့ ပဝန်းကျင်ကိုလေးစားတဲ့စိတ်ဓာတ်မျိုးထားပါပြင်ရမှာဖြစ်တယ်ပေါ့မကောင်းတဲ့အလုပ်ကိုမလုပ်ဘူးနောက်တစ်ခုကပါတော့ဆိုရင်လူတွေမှာစိတ်ဓာတ်နှမျိုးရှိတယ်အလုပ်တစ်ခုလုပ်ချင်လုပ်မယ်ဆိုရင် အချိန်စွဲတယ်အပြင်းထူတယ်နော်အပြင်းထူတယ်အချိန်စွဲတယ်ဆိုတော့ဘယ်လိုစွဲလဲဆိုစောပါသေးတယ် စောပါသေးတယ်စောနေတဲ့အချိန်ဆိုရင်စောသေးတယ်ဟောယာတိဥရုကအေးလို့ရှိရင်လည်းယာတိဥရုကအေးတယ်အေးလွန်နေတယ်ပူတဲ့အခါကျတော့လည်းပူလွန်နေနောက်ချသွားလို့ရှိရင်လည်းနောက်ချသွားပြီစင်ကြီးလေးတွေပေးပြီးတော့လူဟာ အပြင်းထူတတ်တယ်အဲ့ဒီအပြင်းထူအချိန်ဆွဲတဲ့အကျင့်ကိုစိတ်နေသဘောထားကိုဖယ်ရှားပြရမယ် ဘယ်လုပ်ပဲလုပ်လို့ကိုကစောစည်းစည်းရအောင်လုပ်ပြီးတော့ကိုလုပ်ပြီးအောင်ကြိုးစားမယ်ဆိုတဲ့လုံလောက်ဝိရိယရှိရအောင်အဲ့လိုလုံလုံတဲ့အခါမှာစင်ကြီးပေးတတ်တဲ့လူတရားအလူပွဲတပွဲလူတရားရောက်လာရောက်လာတဲ့အခါမှာဝေယဝိဆတ်လှုပ်ရှားရတွေတွေ့တော့အာကျွန်တော်အလှူပွဲကြီးဝိုင်းလှုပ်ချင်လိုက်တာဗျာဒါပေမဲ့ထမင်းကမစားသေးလို့ဗိုက်စားလို့ ဝိုင်းတော့ဝေယဝိဆာတွေလှုပ်ချင်ပါတယ်ဒါပေမဲ့ဘိုက်ကဆာနေသေးတယ်ဆိုဟုတ်ထင်ပြီးသူထမင်းကြွေးကြထမင်းဆာပြီးတဲ့အခါအာလှုပ်ဆရာရှိတယ်ဒီအများကြီးကျုပ်လှုပ်ချင်နေကြဒါပေမဲ့ဘိုက်ကလေးနေတယ်ခုအဲ့တော့ထမင်းဆာတော့ကလည်းဆာလို့လို့အကြောင်းပြထမင်းဆာပြီးပြန်တော့လည်းဘိုက်လေးလို့လို့အကြောင်းပြအဲ့တော့မလှုပ်တာတူတူပဲလေအဲ့ဒါအချင်းဆွဲချင်း အပြင်းထူခြင်းပဲဖြစ်တယ်။လောကမှာနေတဲ့ပုဂ္ဂိုလ်တွေဟာအချိန်ဆွဲခြင်းအပြင်းထူခြင်းဖြင့်ကြီးပေါ်တိုးတက်မှုမရနိုင်ဘူးတဲ့။ဒါကြောင့်မို့ပြင်းရခြင်းအပြင်းထူခြင်းအချိန်ဆွဲခြင်းဆိုတဲ့အကျင့်ဆိုးစိတ်နေသဘောထားတွေကို ပြင်ပြီးတော့ဘာလုံးလုံးနောက်မဆုတ်ပဲတက်တက်ကြွကြွချိုးစားအထုတ်ပဲဆိုတဲ့လုံလဝိရိယစိတ်နေသဘောထားကိုပြင်မှာအဲ့ဒါဆိုရင်ကံကောင်းလာပါလိမ့်မယ်။ကံကောင်းခြင်းအဲ့ဒါလုပ်ဖို့လို့ အဆောင်နေဆောင်မနေနဲ့ဒီတိုင်းနေเนาะကံကောင်းလာလိမ့်မယ်